အဲ့တော့မြတ်စွာဘုရားကကလေးတွေဟာတဲ့ကစားစရာဝတ္ထုပစ္စည်းအမျိုးမျိုးနဲ့ကစားကြတယ်သူတို့ကစားပွဲကိုကစားလို့အားရသွားပြီးညှင်းငွေသွားပြီးဆိုရင်အဲ့ဒီကစားစရာပစ္စည်းလေးတွေကိုဖြန့်ကျဲပြီးတော့ပြစ်ထားခဲ့ကြတယ်ဒါခဏဝကတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောတဲ့ဒေသနာဟုတ်တယ်ငငယ်တုန်းကခံရွက်ကလေးတွေခံရွက်လေးကဝင်းဝင်းမာမာလေးတွေကိုအဲ့ဒါကပိုက်ဆံဟုတ်လား တော့ဆိုတော့မြေကကျဲတဲ့အခါကျတော့သဲလေးတွေမို့မို့လေးအကြောင်းလေးတွေလှုပ်ထတယ်အဲ့ဒါကချန်စီယိုဟုတ်တယ်နော်ငါအိမ်သူ့အိမ်ဘဇူဝဇေးရောင်းအထင်မိထင်ရကတာပေါ့နော်တခါတလေဆိုလို့ရှင် လေးတောင်ကရင်ကြီးကိုစောင်းနေနဲ့ကားလေးလှုပ်ဟုတ်လားငပြောပင်ရဲ့ခလေကောင်ကဥတိုင်းကြီးကမီးပြောင်းပါဇက်ဆိုင်တီးတဲ့လူကတီးပေါ့နော်မျိုးစုံကခုံကစားနော် ကြတော့လည်းပဲညီးငွေပြီးတော့ပြင့်ပြီးတော့ကစားဘောရဒီလိုနဲ့ပြီးသွားအဲ့မြတ်စွာဘုရားကကလေးတွေဟာကစားဘဲကိုညီးငွေလာတဲ့အခါမှာအဲ့ဒီကစားတဲ့ပစ္စည်းတွေကိုဖြန့်ကျဲပြီးတော့ကစားတဲ့ပစ္စည်းတွေရဲ့ပုံမှာတတ်မှတ်မှုမရှိတော့ဘဲနဲ့တန်ရောစင် ပြက်ပြီးတော့လိုရာကိုသွားကြသလိုမျိုးခန္ဓာ၅ပါးကစားတဲ့ပစ္စည်းတွေရဲ့အပေါ်မှာညီးငွေကြခန္ဓာ၅ပါးကစားတဲ့ပစ္စည်းတွေရဲ့အပေါ်မှာ တက်မဲ့မှုကင်းကြလို့အဲ့လိုမြတ်စွာဘုရားဟောတာဘယ်ကနေဒီစကားတွေရောက်သွားပြောဖို့မရည်ရွယ်ပါဘူးနော်အတိညာလူလားမမြောက်သေးတော့အသက်တာကြီးနေတာအတိညာကကလေးပဲရှိသေးတယ်ကလေးဆိုတော့ကစားတဲ့ပစ္စည်းပြတ်တော့ငိုတာပေါ့ဒါပဲလေကျွတ်တို့ပုထုဇဉ်တွေကဓာတ်ထက်အများကြီးမတားဘူးနော်